အောင်လအဆန်းဘွားရဲ့ဝမ်ချန်ပီယံရှစ်မှာ နောက်ဆုံးထိုးပွဲကြီးကိုဂျမီအာဒိုဂန်နဲ့ပဲထပ်ထိုးခိုင်းဖို့တော့ဝိုင်းယစီဖြစ်တဲ့ချက်စရီကစီစဉ်နေတယ်လို့သတင်းတွေထပ်ပေါ်လာနေတာဖြစ်တဲ့တော့အောင်လအဆန်းကတော့တတော်လေးကို ကောင်းစားနေပြီလို့သိရပါရီအောင်လအဆန်းဟာ ရှမီအာဒိုဂန်ရဲ့ရင်ဆိုင်ထိုးတဲ့အခါမှာ သူ့ဘဝကိုဆွဲချခဲ့တဲ့ရိုင်းနီယာထက်အဆပေါင်းများစွာအချိန်ကြီးဆိုးခဲ့တာကိုတွေ့ရပါရီ ရိုင်းနီယာနဲ့ပထမအကြိမ်ထူးလွန်ကအပြတ်သက်ကြီးရိုင်းနီယာကချုပ်ကွတ်တွေနဲ့အွန်လန်အန်ဆန်ကိုအနိုင်ယူခဲ့ပေမယ့်ဒုတိယအကြိမ်ပြန်လည်ထူးတက်တဲ့အခါမှာတော့ချီအချီရီမှာအွန်လန်အန်ဆန်ချုပ်ကွတ်နဲ့အတော်လေးကိုအေးနေခဲ့ပေမယ့်နောက်ဆုံးချီမှာတော့ရိုင်းနီယာကိုအလဲထိုးနဲ့အနိုင်ရခါနီဖြစ်သွားခဲ့ပါတယ်ရိုင်းနီယာခံများမှာနောက်ဆုံးချီမှာအွန်လန်အန်ဆန်ရဲ့အဆက်မပြတ်ထိုးချက်တွေနဲ့ဘာမှကိုလုံးလုံးမရတော့ပါဘူးဒါမဲ့ပထမအချီရီမှာချုပ်ကွတ်တွေနဲ့အမအသားစီရထားတဲ့ ရိုင်းနီယာက အောင်လာအန်ဆန်ကိုအနိုင်ယူခဲ့တာပါ။ချီမီအာဒိုဂန်နဲ့ချာရောလုံးဝမတူပါဘူး။အောင်လာအန်ဆန်ကအသက်အရွယ်အချပိုင်းမှာချီမီအာဒိုဂန်နဲ့ထိုးရတာပါ။အခုက အောင်လာအန်ဆန်မှာဘာမှသိပြီးမချန်တော့ဘူး။အသက်အရွယ်ရချီမီဆိုရင်လည်းအသက်40အရွယ်။ဒီတဲ့ကကျတော့အာဒိုဂန်လိုနဗန်ရောကောင်းနဲ့စထရိုက်ကင်းရောကောင်းနဲ့ခွန်အားရောကောင်းတဲ့ဖိုက်တာမျိုးနော်။ရှင်းနိုင်ဘူးဆိုတာလုံးဝမလွယ်ကူတော့ဘူး။ဒါကြောင့်မလို့ ပထမဆုံးအကြိမ်သူတို့ညောက်သွေးစုံတုံးကတော့နော်နည်းနည်းပါးပါအွန်လိုင်းအဆန်ကခံနိုင်သေးတယ်ဒုတိယအကြိမ်သွေးစုံမှုမှာတော့အွန်လိုင်းအဆန်ကလုံးဝသူရှာပွေ တွေးရှိထားတဲ့ niche နဲ့ကမှားခဲ့ပြီးတော့ second 20အတွဲမှာပြီအာရူဂန်ရဲ့နော်တစ်ချက်တည်းကန်ချက်နဲ့အွန်လိုင်းအဆန်ပွဲသိမ်းပြခဲ့တာပြီဖြစ်ပါတယ်အခုအွန်လိုင်းအဆန်ကရှီမီအာရူဂန်ရဲ့ပွဲအပြီးမှာနော်အနားယူမယ်လို့ဆုံးဖြတ်ထားပေမဲ့လေမြန်မာပြည်သက်တွေကိုရောတကဘာလုံးကပြည်သက်တွေကိုရောနော်နှုတ်ဆက်တဲ့အနေနဲ့ပေါ့ဗျာ ူအနေနဲ့ World Championship မှာသူ့ရဲ့ဘဝနောက်ဆုံးထိုးပွဲကိုထိုးမယ်ဆိုပြီးတော့ကြွေးကြော်ထားခဲ့တာပဲဖြစ်ပါတယ်။သူအနေနဲ့လည်းခုချိန်မှာနီးပြလုံရင်းနဲ့လေ့ကျင့်မှုတွေကိုတောက်လျှောက်လုပ်နေပြီးအဆင်သင့်ဖြစ်နေပြီဖြစ်ကြောင်း WNC ဖြစ်တဲ့ Chatry ကိုလည်းအောင်လအဆန်ကတရင်ပါထားတာကိုလည်းတွေ့ရပါတယ်။ဒါမဲ့ခက်တာကအောင်လအဆန်တို့ဝိတ်တက်မှာက Fighter အသည်များများဆဆမရှိဘူး။ကျတော့လောလောဆယ်မှာသတင်းထွက်နေတာကအောင်လအန်ဆန်ကိုတတိယအကြိမ်ရှမီအာဒူဂန်နဲ့ပဲမကြည့်ပွဲ ရင်ဆိုင်ပေးမယ်ဆိုပြီးတရင်တွေထွက်ပေါ်လာနေတာဖြစ်တဲ့အတွက်အောင်လာအန်ဆန်ကတော့တော်တော်လေးကိုကောင်းစားစိတ်ညစ်နေရကြောင်းသိရပါရဗျာ